ငလင်တန်သက်ပြည်သူတွေကိုပေးတဲ့စစ်ကောင်စီရဲ့ထောက်ပံ့ငွေပမာဏဟာအမှန်တကယ်ငလင်ကြောင့်ထိခိုက်ပျက်စီးခဲ့ရသူတွေအတွက်ထောက်ပံ့မဖြစ်ဘူးလို့ငလင်တန်သက်ရတဲ့ပြည်သူတွေကပြောပါတယ်စစ်ကောင်စီကပေးတဲ့ထောက်ပံ့ငွေတွေကိုမြို့နယ်ဌာနဆိုင်ရာအကြီးအကဲတွေရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေနဲ့တာဝန်ရှိသူတွေကစနစ်တကျပေးအပ်နေတယ်လို့စစ်ကောင်စီကဆိုထားပါတယ်ငလင်တန်သက်ရလို့နေအိမ်ပျက်စီးသွားတာကြောင့်တခြားနေရာမှာနေထိုင်နေရသူတူကတော့အခုလိုပြောပါတယ်ကျွန်တော်လည်းမသိဘူးကြာ chưa thôi thôi mình đi gọi là nọ nọ là á là rồi mà thiếu gì nọ ờ mà thiếu tới xa tới xa ồ có tới xa đừng xin đi chia hài là mà áo thử cái tay người mà tay mà lừa lừa già đi thì là tới xa ấy tới xa không phải chi gì lộ phải chi gì là không đối xe nào á là cái lâu nè thì cũng chơi chi đoạn nữa đó là á lừa lừa già là ဒါမဲ့အခုကကြာအစိုးရထောက်ပံ့နေဆိုကျွန်တော်တို့လည်းမသိဘူးလေအိမ်သားကြီးတွေလူချင်းရေးနေတာကောက်တဲ့ခါကြတော့ဩမြန်မြန်ဆက်ဆက်ပြီးမှမလို့နေမှာပါပေါ့အခုဆိုလဲဒါစားထုတ်မယ်ဆိုရင်သူကပတ်ပုံတင်နေပါရင်လည်းနော်မိတ်ဖူးသူတွေပါရင်လည်းအကောင်လုံးစီးဖြစ်ပြီးဆက်လက်ကြတော့လောက်ပါတယ်ထုတ်ပေးပါတယ်ဒါမဲ့တော့အဲ့လိုငိုရကြတော့သူက၁ရက်၅တောင်းလို့ကျွန်တော်တို့ကအားလို့မရှိဘူး စစ်ကောင်းဆောင်မင်းအောင်လှိုင်ကငလင်တန်းကြောင့်ထိခိုက်သေဆုံးခဲ့တာတွေအတွက်တအူးကိုငွေကျပ်၁၀သိန်းစီနဲ့အဆောက်အုံထိခိုက်ပျက်စီးမှုတွေအတွက်ပျက်စီးမှုပုံမူတည်ပြီးထောက်ပံ့မှုဆောင်ရွက်ပေးသွားမယ်လို့ဧပြီလအတွင်းကပြောဆိုထားပါတယ်။လက်ရှိမြေပြင်မှာတော့ငွေကျပ်တောင်းခနန်းလောက်သာထောက်ပံ့ကြေးရနေတာဖြစ်တယ်လို့ငလင်တန်းသူပြည်သူတွေထားမှသိရပါတယ်။တချို့ပြည်သူတွေဟာလည်းလက်ရှိအချိန်ထိစည်စာတင်ပြထားရပြီးစစ်ကောင်စီရဲ့ငွေကြေးထောက်ပံ့မှုတွေမရသေးဘူးလို့ပြောပါတယ် ဖြစ်ဖြစ်ရက်ွက်တော့မသိဘူးမအားလို့ရက်ွက်တော့အဲ့လိုပဲမအားလို့ရက်ွက်ကအိမ်လုံးဝတလုံးလုံးပြိုကြတာသုံးဝင်ရှိတယ်အဲ့အမအားလို့လို့နေလို့မရလို့ဟိုတပိုင်းစပြိုနေတာတွေကတော်တော်များများရှိတယ်ဒါပေမဲ့အခုချိန်ပြီးတော့ဘယ်သူမှပေးတတ်မကြသေးဘူးအင်းတော့ကောက်သွားတယ်ကောက်သွားပြီးတော့ဥက္ကဋ္ဌဘယ်တော့ရမယ်ဘယ်လောက်ရမယ်ဆိုတာသူလည်းမသိဘူးတဲ့မပြောနိုင်သေးဘူးတဲ့ဟုတ်တနိုင်ငံလုံးတိုင်းတာမဟုတ်ဘူးလေဒါတနိုင်ငံလုံးတိုင်းတာမှာမှဒီမန္တလေးတိုင်းနဲ့ မင်းလေးတိုင်းတော့အကုန်မဟုတ်ဘူးမင်းလေးတိုင်းနဲ့စကိုင်းနဲ့ပဲစိုးစိုးဝါထိတာဆိုတော့တနိုင်ငံလုံးတိုင်းတာနဲ့ဆိုရင်ဒါတိတ်အောင်ဆိုရင်အများကြီးတောင်ထောက်ပံ့လို့ရတယ်လေဟိုနိုင်ငံတကာကူငွေနဲ့ပြည်တွင်းကူငွေတွေနဲ့ဆိုအများကြီးတိတ်တိတ်အောင်ဆိုအများကြီးပေးလို့ရတယ်ဒါပေမဲ့အခုကအဲ့လိုမပေးဘူးမပေးတဲ့ပြင်အခုဆိုရင်ချက်တာတောင်မှကိုယ်သဘောနဲ့ကိုယ်ဖျက်လို့မရဘူးအဲ့လိုစီပင်ကိုစာတင်ရမယ်လို့စီပင်စာတင်တော့လေတိရတိုင်းပဲလွယ်မနေဘူးစီပင်က ပျက်စီးဆုံးရှုံးမှုအမျိုးအစားလိုက်အထက်ကချပေးတဲ့ငွေပမာဏကိုသင့်လျော်တဲ့နှုန်းထားအတိုင်းပြန်လည်ခွဲဝေပေးရတာဖြစ်တဲ့အတွက်အ ਨੇ များကတော့တနေရနဲ့တနေရမတူနိုင်ပါဘူးလို့ရကြီးအုပ်ချုပ်ရေးအတိုင်းဝန်းနဲ့နှိဆက်သူတွေကလည်းပြန်လည်ပြောဆိုပါတယ်လက်ရှိမှာတော့ငလင်တန်တဲ့ပြည်သူတွေဟာအနေနဲ့အရရက်ကပြည်သူတွေရဲ့ထောက်ပံ့လှူဒါန်းကူညီမှုတွေနဲ့ပရိုက်တာအသင်းဖွဲ့စည်းမှုတွေရဲ့ကူညီမှုတွေကိုသာအဓိကထားအားကိုးနေရတယ်လို့သိရပါဗျ။ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်နေပြည်တော်စကိုင်းမန္တလေးအပါဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသက ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေများခဲ့ရပြီးသေဆုံးသူ4000ဝန်းကျင်နဲ့ထိခိုက်ဒဏ်ရာရရှိသူ9000ကျော်ရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။